အစ္စလာမုအလัยကုမ်ဝရဟမတူလာဟီဝဘရကာတူဟူယနေ့ဟီဂျရီ1446ခုလမ်းမြရမဇန်2ရက်ခရစ်နှစ်2025ခုနှစ်မတ်လ3ရက်နေ့တနင်္လာနေ့မှာ9မိနစ်တည်းအောင်မြင်ခရီးရဲ့တင်ကန်းစာအမတ်စဉ်944ကိုတင်ပြမှာပါဒီနေ့ကတော့ကျွန်တော်တို့တရာဝီနမဆီရဲ့အနှစ်သာရတွေကိုတင်ပြချင်ပါတယ်ကျွန်တော်တို့ဟာရမဇန်ရမဇန်မှာတရာဝီနမစ်ကိုဝတ်ပြုကြပါတယ်အားကြောင့်ကျွန်တော်တို့တရာဝီနမစ်ကိုဝတ်ပြုကြတာလေအဓိကနံပါတ်1အချက်ကတော့ကျွန်တော်တို့ဟာအလောရှိမြတ်နဲ့ တရာဝီနမဇ်ဝတ်ပြုခြင်းနဲ့နိကတ်မှုကိုရယူနိုင်ပါတယ်တရာဝီနမဇ်ဝတ်ပြုခြင်းဟာကျွန်တော်တို့ရဲ့အကုသိုလ်တွေကိုပတ်လပ်ပေးပါတယ်နံပါတ်3ချက်ကတော့ကုရမဆလ္လာလာဟ်အလိုင်ဟိဆလမ်ရဲ့ဆွန်နတ်ကိုကျွန်တော်တို့လိုက်နာခြင်းဆဝါ့ကိုရရှိမှာဖြစ်ပါတယ်ကုရမဆလ္လာလာဟ်အလိုင်ဟိဆလမ်ဟာတရာဝီနမဇ်ကိုဖတ်ဖို့အာဒီတာပြင်ပြခဲ့ပြီးတဲ့နောက်ပိုင်းမှာအမတ်ကိုလည်းဒီနမဇ်ကိုဝတ်ပြုဖို့အတွက်တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဟာတရာဝီနမဇ်ကိုဝတ်ပြုခြင်းအပြင်ညယံနေမှာကျွန်တော်တို့ထပြီးတော့ ကုရ်အန်ကျမ်းတော်မြတ်ဖတ်တဲ့အကျင့်တလိမွေးမြူခြင်းတစ်ခုကိုရရှိမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့တရာဝီနမတ်ကိုဝတ်ပြုမယ်ဆိုရင်ကျွန်တော်တို့ရဲ့စိတ်တွေကျွန်တော်တို့ရဲ့ဝိညာဉ်တွေအားလုံးဟာဆိုရင်တည်ငြိမ်အေးချမ်းမှုတွေကိုရရှိသွားမှာပါ။နောက်ကျွန်တော်မြတ်ကုရ်အန်ကိုတီလာဝတ်လုပ်ဖို့အတွက်ကျွန်တော်တို့အခွင့်ကောင်းတွေအများကြီးရမှာပါ။နောက်ပြီးတဲ့အခါမှာကျွန်တော်တို့အလ်ဟမ်ဒူလီလာကျွန်တော်တို့နဲ့အတူတူတခြားသောမိတ်ဆွေတွေနဲ့ချိတ်ဆက်ဖို့အတွက်ကျွန်တော်တို့အများကြီးအခွင့်အလမ်းတွေရရှိပါတယ်။ ဒါကြောင့်တရာဝီနမတ်ကိုဝတ်ပြုတဲ့အခါမှာကျွန်တော်တို့အားလုံးဟာဆိုရင်စစ်မှန်တဲ့နိယတ်စစ်မှန်တဲ့စိတ်စေတနာနဲ့ဝတ်ပြုဖို့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ဟာတရာဝီနမတ်ကိုဂျိုးဂျိုးကျိုးကျိုးနဲ့စဉ်းစားဆင်ခြင်မှုတွေအပြည့်နဲ့ကျွန်တော်တို့ဝတ်ပြုတင်ပါတယ်။နောက်တင့်တော်တဲ့ပလီဝေကျောင်းတော်ကိုရွေးချယ်တက်ဖို့လည်းလိုပါတယ်။တကယ်ကျွန်တော်မျိုးကုရ်အန်နဲ့ပတ်သက်ပြီးတော့အကောင်းဆုံးကျွန်တော်တို့ဖတ်နေတဲ့နောက်ပလီဝေကျောင်းတော်ကလေးတွေရှိတဲ့နေရာမှာကျွန်တော်တို့အချိန်ပေးပြီးတော့မှဝတ်ပြုဖို့ကောင်းပါတယ်။အချိန်တွေကိုလည်းကျွန်တော်တို့ဇယားချထားမယ် ပြီးတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဒီတရာဝီနမတ်ရဲ့လေးတကားပြီးတိုင်းမှာဆိုရင်ဒူအာတွေကိုတိတိကျကျတည်တည်ချာချာလေးကျွန်တော်တို့တောင်းဆိုရမှာဖြစ်ပါတယ်။နောက်ကျွန်တော်တို့ရကအတ်ဘလောက်ဖြစ်သွားပြီလဲဆိုတော့ရေတွက်နေတာမျိုးကိုအာယုံမထားဘဲနဲ့ကျွန်တော်တို့ဒီရကအတ်တိုင်းမှာဖတ်တဲ့ကျွန်တော်ကီရာအတ်ကိုပဲဂယုစိုက်ပြီးတော့ဖတ်တင်ပါတယ်။အဲ့တော့ဒီလိုသားကျွန်တော်တို့တို့ကြိုးစားတော်မယ်ဆိုရင်အရှာလာတရာဝီနမတ်စာကျွန်တော်တို့အတွက်ဝိညာဉ်ပိုင်းဆိုင်ရာပြုပြင်ပြင်ပေးမယ် အင်အားတွေဖြည့်တင်းပေးမယ်အလှပဆုံးနမတ်စတိဖြစ်သွားပြီးတော့လမ်းမြရမ်ဇန်တိုင်းမှာကျွန်တော်တို့တရာဝီကိုစောင့်မျှော်တဲ့သူတွေဖြစ်သွားပါလိမ့်မယ်အစ္စလာမုအလိုက်ကွမ်ရာဟမတူလာဟီဝဘာရကာ